ဘာမှအဦးဆုံးအနေနဲ့ကတော့တနင်္ဂနွေသားသမီးတွေတွေ့ကြုံလာရမယ်ကိုပိုင်လုပ်ငန်းနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်ဒီကာလမျိုးမှာတနင်္ဂနွေသားသမီးတွေကိုပိုင်လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးအခက်ခဲများစွာနဲ့ကြုံတွေ့နေရတဲ့အခြေအနေပိုင်းခြားတစ်ခုဖြစ်ပါတယ်အလုပ်တာလုပ်နေရစိတ်ပျော်ရွှင်မှုနည်းပါးနေတယ်ဆိုရင်အပိုင်းခြားကိုဖော်ပြနေခြင်းဖြစ်ပါတယ်ကိုယ့်ရဲ့လောက်ကိုင်းကြီးရှေ့ဆက်ဖို့အတွက်ကိုယ့်ရဲ့လောက်ကိုင်းကြီးဆက်လုပ်ဖို့အတွက်စိတ်တက်ကြနေတဲ့အပိုင်းချစိတ်မောနေတဲ့အပိုင်းချကိုဖော်ပြနေခြင်းဖြစ်ပါတ ဒါကြောင့်မလို့ဒီလိုကာလမျိုးမှာကိုယ်ပိုင်လုပ်ငန်းကိစ္စအင်းနဲ့ပတ်သက်ပြီးလှုပ်ဆောင်တဲ့အပိုင်းတွေမှာကိုယ်အနေနဲ့ခက်ခဲမှုတွေအဆင်မပြေမှုတွေတွေးကြုံကြော်ဖြတ်နေရမယ်အချိန်ဒီအပိုင်းခြားတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့လုပ်ငန်းအစ်တွေတိုးချဲ့ပြီးလှုပ်ဆောင်တာမျိုးတွေရင်းနှီးနှုံးနှံမှုများများနဲ့လှုပ်ဆောင်တဲ့အလုပ်တွေတက်နိုင်ဆုံးရှောင်ကျင်ရပါမယ်။အပြီးဝါကျွန်တော်ဆက်သူ share အစုဆက်တွေနဲ့ပတ်သက်ပြီးလှုပ်ဆောင်တဲ့ကိစ္စတွေရှောင်ကျင်နိုင်မယ်ဆိုရင်တော့ကိုယ့်အတွက်ပုံပေါ်ပြီးတော့ကောင်းမွန်ပါလိမ့်မယ်။အာတချို့တော့လုပ်ငန်းခွင်တွေမှာဒီဝန်ထမ်းလိုအပ်ချက်တွေကြောင့်နော် လုပ်ငန်းနဲ့ပတ်သက်ပြီးအဆင်မပြေဖြစ်တာမျိုးတွေဖြစ်တတ်တယ်။ကိုယ်ဆိုင်မှာကိုအားထားရတဲ့အဲအလုပ်သမားတွေထွက်သွားတာမျိုးတွေလည်းတွေ့ကြုံလာရနိုင်ပါတယ်။ Okay နောက်တစ်ခုကတော့ကျွန်တော်ငွေကြေးကိစ္စအနေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။ဒီလိုကာလမျိုးမှာခဏလောက်ကရင်တော့အဆင်မပြေတာတော့တပိုင်းပေါ့ဗျာ။ဒါပေမဲ့ငွေကြေးကိစ္စအနေနဲ့ပတ်သက်တဲ့ကတ်မှာတော့အကောင့်ကျနေတယ်။ဘာလို့အကောင့်ကျနေလဲလို့ပြောမယ်ဆိုမိမိကိုယ်တိုင်ကငွေရှာပြီးရတဲ့ငွေဝင်မှုငွေဝင်လာမှုမျိုးမဟုတ်ဘဲနဲ့ ူများကကိုယ့်ကိုကူညီတာမျိုးသူများကကိုယ့်ကိုချီးတာမျိုးသူများကကိုယ့်ကိုငွေလှဲ့တာမျိုးစသဖြင့်ဒီလိုကိစ္စတွေမှာအားကောင်းတာတွေ့ရတယ်နောက်တစ်ခုပတ်စံလိုတဲ့အခါမှာကိုကားရောင်းတာတွေအိမ်ရောင်းတာကိုလိုအပ်ချက်ကြောင့်ငွေချင်းလိုအပ်ချက်ကြောင့်ပေါ့နော်ရောင်းမယ်ပေါင်မယ်နှံ့မယ်ဆိုတဲ့ပစ္စည်းတွေဒီချိန်မှာအရန်ပါဝါဒါလည်းလွယ်တယ်ရောင်းရတာလည်းလွယ်တယ်ထွက်တာလည်းလွယ်တယ်ပေါ့နော်ဆိုလိုချင်တဲ့အဓိပ္ပာယ်အဲ့တော့ကိုယ်မှရှိနေတဲ့ပစ္စည်းတစ်ခုခုကိုထွက်ပြီးတော့မှငွေပြန်ဝင်လာတာမျိုးတော့မဟုတ်သူများ ထောက်ပံ့ပေးတာမျိုးကူညီပေးတာမျိုးဒီကာလမှာငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အားကောင်းတဲ့လုပ်ငန်းကိုအခြေပြုပြီးဝင်လာတာမျိုးမဟုတ်ပါဘူး။ဥပမာရွှေရှင်ရွှေရောင်းတာပေါ့။ကားရှင်ကားရောင်းတာပေါ့။ဒီလိုမျိုးနဲ့ပတ်သက်တဲ့အပိုင်းကိုဆိုလိုခြင်းဖြစ်ပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တွေ့ချုံလာမယ်။ဂျမ်းမာရင်နဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။ဂျမ်းမာရင်ကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့ဒီကာလမျိုးမှာကန့်ကောက်နေတယ်လို့ကျွန်တော်အနေနဲ့ဖမအူဆုံးဟောကြားပေးချင်ပါတယ်။နေတိုင်းမကောင်းဖြစ်နေတဲ့လူတွေတက်တာပြောက်ကင်းမှုရောက်ရှိလာမယ်။နိုင်ငံเจ้าကိုစေဝါကူတာဖို့အတွက်မျိုးရပြောင်းရွှေ့ပြီးတော့စေယုံတက်ဖို့အတွက် ခက်ခဲရှိနေတဲ့ကျွန်တော်မိတ်ဆွေတွေအဆင်ပြေမှုတွေရရှိလာနိုင်တဲ့အချိန်တွေပိုင်းခြားတစ်ခုဖြစ်လို့ယောဂလက္ခဏာယောဂလာဒီယောဂအင်္ဂါရက်တွေတဖြည်းဖြည်းနဲ့တက်တာပျောက်ကင်းမှုစီကိုရောက်ရှိလာမယ့်အချိန်တွေအပိုင်းခြားတစ်ခုဖြစ်ပါတယ်။ဒါကြောင့်မလို့ကျမကြီးကိစ္စရည်နဲ့ပတ်သက်ပြီးတော့အားကောင်းနေတဲ့ကာလအပိုင်းခြားတစ်ခုလို့သုံးသပ်ပြီးတော့ဟောကြားပေးချင်ပါတယ်။နောက်တစ်ခုကတော့အခြေအကိစ္စရည်နဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။ဒီကာလမှာအခြေအကိစ္စရည်နဲ့ပတ်သက်တဲ့အပိုင်းမှာလေကိုယ့်ရဲ့ချစ်သူကကိုယ့်ဘောပိတ်ပင်တာတွေတဝင်းတူတာတွေ အမှန်တမ်းများနေတဲ့ကာလပိုင်းခြားတစ်ခုဖြစ်တယ်ဟိုလူနဲ့ဆွဆွဲတယ်ဟိုလူနဲ့အထင်မှားတယ်စသဖြင့်ပေါ့နော်မယုံကြည်မှုတန်တရားတွေကိုယ့်ဘောစိုးရင်ပူပန်မှုတွေတကယ်ချစ်လို့ပဲဖြစ်ဖြစ်ပေါ့ကွာနော်မချစ်လို့ပဲဖြစ်ဖြစ်ပြဿနာရှာတာပဲဖြစ်ဖြစ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးဟိုတွေ့ကြုံလာရနိုင်တယ်ဖြစ်ပေါ်လာနိုင်တယ်ပေါ့နော်ပိတ်ပင်မှုတားဆီးမှုတဝန်တုံမှုအဲသူတို့ကိုယ်တိုင်ကကိုယ့်ကိုယ်စိတ်အလိုမကျမှုတွေညားနေတဲ့ကာလအပိုင်းခြားတစ်ခုဖြစ်တယ် အဲ့တော့အခြေအနေစင်ပြေလားလို့ပြောမယ်ဆိုရင်တော့တချို့လူတွေကတော့ဒီလိုပြဿနာမျိုးကောင်းကောင်းမွန်မွန်ဖြေရှင်းနိုင်တဲ့ relationship တွေအတွက်ကတော့အဆင်ပြေတာပေါ့ဗျာအာဒီလိုမျိုးမဖြေရှင်းနိုင်တဲ့ relationship တွေကတော့အဆင်မပြေဘူးပေါ့ဗျာကိုယ့်အတွက်ကတော့ပူလောင်နေရတယ်ရံဖြစ်မဲ့စကားများတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်နောက်တစ်ခုကဒီလိုကာလမျိုးမှာလေကိုယ့်ဘက်ကအရန်ကိုယ့်ရဲ့ချစ်သူကိုချစ်ပြီးတော့ကိုယ့်ရဲ့အတိမိတ်ဆွေတွေနဲ့မိတ်ဆက်ပေးတာမျိုးကိုယ့်အိမ်နေနဲ့မိတ်ဆက်ပေးတာမျိုးအာမလုပ်ပါနဲ့နော်နောက်တစ်ခုကတော့ချစ်သူရဲ့ဒီလုပ်ငန်းကိစ္စတွေလူမှုရေးကိစ္စတွေထဲမှာလည်းဝင်မပါပါနဲ့ ကိုပါကမှပုံပုံပြီးတော့ရှုပ်ထွေးသွားတာမျိုးတွေဖြစ်နိုင်တယ်เนาะအဲ့တော့နောက်တစ်ခုကတော့ကြုံတွေ့လာမယ်ကျွန်တော်ရဲ့တန်ငွေတွေဒါသမီးတွေရဲ့အိမ်တော်ရင်းနဲ့ပတ်သက်တဲ့အပိုင်းကဏ္ဍဖြစ်ပါတယ်ဒီကာလမှာအိမ်မှာရှိနေတဲ့လူကြီးသူမတို့မဟုတ်ကလေးသူငယ်ကျမကြီးနည်းနည်းလေးအားနေတာမျိုးเนาะတွေ့ကြုံလာတတ်တယ်အိမ်သုံးစိတ်နည်းနည်းများနေတာမျိုးတွေပေါ့เนาะအိမ်တွင်းရေးကိစ္စအိမ်နဲ့ပတ်သက်အိမ်သုံးစိတ်များနေတာမျိုးတွေနဲ့ပတ်သက်ပြီးတော့ကြုံတွေ့လာနိုင်တဲ့အခြေအနေအပိုင်းခြားတစ်ခုဖြစ်လို့ကိုယ့်ရဲ့ အတိုင်းဝိုင်းနေကိုယ့်ရဲ့မိစွေညီကိုမောင်နှမတွေကိုကူညီထောက်ပံ့ပေးရတာကြီးလေဒီလိုကာလမျိုးတွေမှာတွေ့ကြုံလာမဲ့အခြေအနေပိုင်းခြားတစ်ခုဖြစ်ပါတယ်။ဒါကြောင့်မို့ဒီလိုကာလမျိုးမှာအိမ်တွင်းကိစ္စအာကိုယ့်ရဲ့ဒီအိမ်ပြေတာအိမ်ဆောက်တာအကုန်ပါတယ်ပေါ့နော်။အိမ်တွင်းကိစ္စအိမ်နဲ့ပတ်သက်ပြီးတော့ငွေကုန်ကြေးကြညားနေတာမျိုးတွေနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်တတ်တယ်။ငွေရရလာနုံနုံရလာနုံနုံနဲ့မျော်လင့်နေပေမဲ့လည်းတစ်ဖက်မှာငွေကုန်ကြေးကြတွေညားနေတယ်။ကိုယ့်ရဲ့အိမ်ကိစ္စအိမ်နဲ့ပတ်သက်တဲ့ကိုယ်သားရေးသမီးရေးကိစ္စ ကိုဟိုဘောဘယ်လိုခေါ်မလဲမိန်းမလို့ကိုယောက်ျားတို့စားဖြစ်သူတို့ကိုဟိုပံ့ပိုးပေးရတာ၄ဒါမှမဟုတ်ကူညီပေးရတာ၄ဒီလိုကာလမျိုးမှာတွေ့ကြုံလာနောက်ဆုံးမပံ့ပိုးပေးနိုင်တာမှာငွေကြေးကိစ္စရင်းနဲ့ပတ်သက်ပြီးတော့တိုင်ပင်ဆွေးနွေးတာမျိုးတွေမှာနည်းနည်းလေးအငင်းကုန်ဖြစ်တာလေးတွေစိတ်တဘောတချင်းမတိုက်ဆိုင်တာလေးဒီလိုကာလမျိုးမှာတွေ့ကြုံလာအဲ့တော့အိမ်တော်ကြီးကဒီကာလမှာပြောမယ်ဆိုရင်တော့ငွေကြေးကိစ္စအလုံးငန်းကိစ္စရင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြောရင်းဆိုရရင်အစင်ဟိုအစင်မပြေဖြစ်တာတွေတွေ့ကြုံလာရနိုင်တယ်ပေါ့ဗျာအဲ့တော့ နောက်တစ်ခါကတော့တနင်္ဂနွေသားသမီးတွေတွေ့ကြုံလာမယ်ကျွန်တော်ရဝန်ထမ်းအနေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်ဝန်ထမ်းတွေဒီကာလမှာလောက်ကန်ကန်ကောင်းနေလို့ပဲကျွန်တော်အနေနဲ့သုံးသပ်ပြီးဟောကြားပေးရှင်ပါတယ်ဆိုတော့အဲလုပ်ငန်းမှာဟိုနာမည်ကုန်သတင်းကောင်းရရှိတာမျိုးအထက်လူကြီးတွေရဲ့ကူညီဖိမမှုကောင်းရရှိတာမျိုးအလုပ်တဲ့အကင်တဲ့ရှာဖွေနေတဲ့လူတွေလောက်ကန်တဲ့ရရှိတာမျိုးတွေဒီလိုကာလမျိုးတွေမှာတွေ့ကြုံလာမယ်နောက်ကလုပ်ငန်းကိစ္စရည်နဲ့ပတ်သက်ပြီးအပြောင်းလဲတွေတွေ့ကြုံလာတတ်တယ်။ကောင်းမွန်တဲ့အပြောင်းလဲတွေဖြစ်နေလက်ရှိလုပ်နေတဲ့အလုပ်ထက် ကောင်းမွန်တဲ့လုပ်တွေကိုယ်ကမ်းလန်းတာမျိုးတွေတွေ့တာမျိုးတွေမိတ်ဆွေအပေါင်းတရားနေဆင့်မိတ်ဆက်ပေးတာပဲဖြစ်ဖြစ်ပေါ့နော်အခုလက်ရှိအတော့ထက်ကောင်းမွန်နေတဲ့အလုပ်တွေအများကြီးအခွင့်အရေးရရှိနေတဲ့ကာလအပိုင်းကြားတစ်ခုဖြစ်ပါတယ်အဲ့တော့ဒီလိုကာလမျိုးမှာအလုပ်ပြောင်းအောင်ကောင်းလာလို့ပြောမယ်အလုပ်ပြောင်းရင်တော့ကောင်းနေဆိုတဲ့ကာလတစ်ခုလိုပဲသုံးသပ်ပြီးတော့ဟောကြားပေးချင်ပါတယ်အဲ့တော့ဒီတစ်ပတ်တာမှာတနင်္ဂနွေဓာသမီတွေကိုကြီးချမ်းပါခြင်းစိတ်ချမ်းသာခြင်းတွေနဲ့ပြည့်စုံပါစေလို့ဆုမကောင်းတောင်းနေပဲကျွန်တော်ဒီဗီဒီယိုလေးကိုဒီမှာပဲညနာခွင့်ပြုပါ